ဗီဒီယိုလေးတစ်ပိုင်းကျွန်တော်တင်ပြပါမယ်เนาะဒီကြားထဲမှာကျွန်တော်ပတင်ပြဖို့ဆိုတာလဲဒါပြီးခဲ့တဲ့နေ့ကဒါငလင်းပြီးခဲ့တဲ့ရက်ကငလင်းလှုပ်လိုက်တဲ့အချိန်ကျတော့ကျွန်တော်တို့အင်္ဂလိပ်ဒေတာမှာပေါ့เนาะနာငလျင်တန်းတင်းသွားတယ်ပေါ့နော်ငလျင်တန်းတင်းသွားတဲ့အတွက်ဒါတွားရောက်လောက်ကင်ကူညီနေတယ်ပေါ့နော်ဒါငွေကြေးဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများဟိုတကြိမ်ချင်းစီလာရောက်အပ်ပေးတဲ့မိတ်ဆွေများ ပေါ့နော်သူတို့ရှိရရတဲ့ဒါငွေကြေးလေးနဲ့တွားရောက်ပြီးတော့ဒါတက်နိုင်သလောက်ပေါ့နော်တွားရောက်ပြီးတော့ဒါကူညီတယ်ပေါ့နော်တွားရောက်ကူညီတယ်လောက်ကင်ပေးတယ်ပေါ့နော်နောက်အိန္ဒိယလည်းပစ္စည်းတွေတော်တော်များတယ်ပေါ့နော်ဒီဇိုင်းတွေဒါကျွန်တော်တို့အင်းလေးဖောင်တော်ဦးဖေးရဒီဇိုင်းတွေလည်းဒါပြက်သွားတာတွေရှိတယ်ပေါ့နော်အဲအင်းထဲမှာတွားရောက်လောက်ကင်ပေးတဲ့အတွက်မအားရတာနဲ့မတင်နိုင်ခြင်းဖြစ်ပါရဲ့နော် အဲ့တော့ကြည့်ကြအောင်ခင်ဗျာကျွန်တော်တို့ဒီပြီးခဲ့တဲ့အချိန်တွေကဒါမှန်းနေတဲ့ cycle ပေါ့နော်ပြီးခဲ့တဲ့အချိန်ကဒီမှန်းနေတဲ့ cycle ကျွန်တော်တို့ဒီမှာကျွန်တော်ပြခဲ့တဲ့ line နဲ့ line ဟောင်းလေးပဲပေါ့နော်သူကဇက်တိုက်အလုံလုံနေတာပေါ့နော်ဒီမှာ၄ထိပ် brake လေးဒီ၄ထိပ် brake လေးကနေသူ့ရဲ့တစ်နှစ်ကျော်လိုက်ရင်ပေါ့နော်ဒီ၄ထိပ်ကလေးကနေနှစ်နှစ်ချာအဲဇောင်းလေးအောက်ကလေးဆင်းလိုက်ရင်ပေါ့နော်နှစ်နှစ်ချာဒီလိုဇောင်းဆင်းသွားရင်လည်းရတာပေါ့နော်ဒီမှာ၄ထိပ် brake လေးလို့ရိုက်တယ်ဒီမှာလည်း၄ထိပ် brake လေးလို့ရိုက်တယ်သူ့ရဲ့နှစ်နှစ်ချာမှာလည်း၄ထိပ် လိုရိုက်တဲ့သူ့ရဲ့ဆောင်မှာ break လေးလိုရိုက်တယ်ပေါ့နော်အဲ break လေးရဲ့အောက်မှာမှကျွန်တော်တို့ကဒီ break ဘရိတ်လေးရဲ့အောက်မှာမှာဒါဘရိတ်တဲ့ကဏ္ဍလေးထွက်တယ်ဘရိတ်တဲ့ကဏ္ဍလေးထွက်တယ်ဘရိတ်တဲ့ကဏ္ဍလေးထွက်တယ်လို့ကျွန်တော်တို့ဒါပြောခဲ့တာပေါ့နော်အဲ့တော့ तू ကဘရိတ်တဲ့ကဏ္ဍအထိ तू ကအလုတ်လုတ်သွားပြီပေါ့နော်အဲ့ဘရိတ်တဲ့ကဏ္ဍလေးကိုမှ तू က6ပါတော့ညီကိုတွေနဲ့ဘရိတ်တဲ့ပေါ့နော်ဒီမှာလည်း6ပါတော့ညီကိုတွေနဲ့ဘရိတ်တဲ့ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ6ပါတော့ညီကိုတွေနဲ့ဘရိတ်တဲ့ဆိုပြီးတော့ तू ကလုတ်သွားတယ်ပေါ့နော်အဲ့လိုလုတ်ပြီးတာနဲ့သူ့ရဲ့အောက်မှာလည်း ဒါကျွန်တော်6ပါတဲ့ညီကိုဒူရက်နဲ့ဘရိတ်တ6ပါတော့ညီကိုဒူရက်နဲ့ဘရိတ်တ6ပါတော့ညီကိုဒူရက်နဲ့ဘရိတ်တ်ဒါထွက်သွားပြီပေါ့နော်ဒီကျွန်တော်ဒီ సై ကလစ်ကိုလည်းအစိုးရကြီးကကျွန်တော်တို့ဒီဒါ963 အောင်ခဲ့တဲ့ live ရဲ့အဆက်ဆိုပြီးတော့ကျွန်တော် break တက်ကိုကျွန်တော်ပြခဲ့တာပေါ့နော် break တက်ကိုမှကျွန်တော်ကဘယ်ခဏအောင်သွားရွေးပြလဲဆိုလို့ရှိရင်သူ့ရဲ့ဆောင်းကဒီ9ကိုရှိဝမ်းကြီးနေပေါ့နော်ကိုရှိအတွက်လေးနဲ့ဒါ break သုံးရဲ့ဘေးမှာလဲဒါကျွန်တော်တို့ဒီပြန်ကြတွေရိုက်ခဲ့တဲ့အတွက်ဒါကိုရှိလေးဆိုပြီးတော့ကျွန်တော်တင်ခဲ့တာပေါ့နော်ဒါနဲ့ကိုရှိလေးမပြီးသွားပဲနဲ့သူက6ပါသောညီကိုတို့တွဲနဲ့ break တက်ပေါ့နော်ဒီမှာလဲ6ပါသောညီကိုတို့တွဲနဲ့ break တက်ဒီမှာလဲ6ပါသောညီကိုတို့တွဲနဲ့ break တက်ဒီမှာလဲ6ပါသောညီကိုတို့တွဲနဲ့ break တက်ပေါ့နော်အဲ့ဒါလေးကိုလဲကျွန်တော်မွေးကွက်ကလေးထုတ်ထားတာရှိတယ်ပေါ့နော် ဒါကျွန်တော်တို့ဒီမပြပြက်လိုက်တာဗောနော်ဒီမှာ936လို့ရိုက်တယ်396လို့ရိုက်တယ်ဒါပြီးခဲ့တဲ့နှစ်ကလေးကကျွန်တော်တို့ခြင်ခဲ့တဲ့ line လေးဗောနော်ခြင်ခဲ့တဲ့ line လေးမှာကျွန်တော်ကလင်နာတကျော်လို့မှာ936လို့ရိုက်တယ်396လို့ရိုက်တယ်သူ့ရဲ့နောက်နှစ်မှာဒါ360နှစ်ခါပြန်ရိုက်တယ်ဗောနော်ရိုက်ရင် break ခုံရဲ့အောက်မှာပဲရိုက်တယ်ဗောနော် ဘရိတ်ခွန်ရဲ့အောက်မှာပဲအဲ့လို360ရဲ့နှစ်ခါပြန်ထွက်တဲ့နှစ်ရဲ့သူ့ရဲ့နောက်နှစ်မှာလည်းဒါ680ဆိုတဲ့ကရန်လေးရိုက်တယ်ပေါ့နော်ဒါ680ပတ်လေးလေးရိုက်တယ်သူရိုက်တော့လည်း6ထိပ်ဒီ6ပိတ်ရဲ့ဇောင်းလေးမှာပဲသူကရိုက်တယ်ပေါ့နော်ကျွန်တော်လည်း ဒီ cycle ကိုတော့မွေးကွက် cycle ကိုမပြမိဘူးပေါ့နော်ဒီမှာလဲကျွန်တော်တို့650လို့ရိုက်တယ်369လို့ရိုက်တယ်သူရဲ့နောက်နှစ်မှာဒါပြီးခဲ့တဲ့နှစ်တည်းကလဲဒါကျွန်တော်တို့ထောင်းလုံးကြည်အောင်ပြခဲ့တဲ့ line နေပေါ့နော်630ဆိုတဲ့ကဏ္ဍရိုက်တယ်360ဆိုတဲ့ကဏ္ဍဒီ630ဆိုတဲ့ကဏ္ဍနှစ်ခါပြန်ကြရိုက်တယ်ပေါ့နော်နှစ်ခါရိုက်တယ်ပေါ့နော်သူရိုက်ရင်လဲပြန်ကြရိုက်ရင် break ခွန်ရဲ့အောက်မှာပဲရိုက်တယ်ပေါ့နော်သူရဲ့နောက်နှစ်မှာလဲဒါ690ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်သူထွက်ရင်လဲ6နောက်ပြည့်ရဲ့ဆောင်းမှာပဲထွက်တာပေါ့နော်ဒီနေ့ထဲမှာလဲကျွန်တော်တို့ဒီမှာ63ည ကို့တုံညာ6လို့ရိုက်တယ်6တုံညာ5လို့ရိုက်တယ်သူ့ရဲ့နောက်နှစ်မှာ630ဆိုတော့ကနေနှစ်ခါပြန်ရိုက်တယ်ရိုက်ရင်ဘရိတ်ကွန်ရဲ့အောက်မှာပဲရိုက်တယ်ပေါ့နော်ရိုက်ပြီးနေသူ့ရဲ့နောက်နှစ်မှာ689ထွက်ဖို့ရှိတယ်ဆိုပြီးတော့ဒါကျွန်တော်တို့မိုးကွက်အနေနဲ့စနှစ်ဦးမှာတော့ကတော့ဒါတင်မှုတော့ပေါ့နော်တိုင်းနဲ့သူကအဲ့ထွက်တော့ဒါကျွန်တော်တို့ထွက်ပြီးမှပဲမြင်တော့တာပေါ့နော်6နောက်ပိတ်ရဲ့ဇောင်းလေးပါပဲသူကထွက်တော့တယ်ပေါ့နော်ဒီလိုင်းလေးနဲ့ကြည့်မယ်ဆိုရင်ကိုဒါပတ်ဖို့ကောင်းတာပေါ့နော်ဒီမှာ6ပါတော့ညီကိုတို့တွေ နဲ့ break တဲ့ပေါ့နော်ဒီမှာလည်း6ပါတော့ညီကိုတွဲနဲ့ break တဲ့ဒီမှာလည်း6ပါတော့ညီကိုတွဲနဲ့ break တဲ့ပေါ့နော် break တဲ့ line ကိုလည်းတင်ပြီးမိရတဲ့အတိုင်းကျွန်တော်ကဒီ break တော့ရဲ့ဘေးဒီ break တော့ရဲ့ဘေးဒီမှာဒါပြန်ကြကနန်းနေထွက်ခဲ့လို့ပေါ့နော်ဒါပြမနေတော့ပါတော့ဘရိတ်တော့ရေးပြီးဒီမှာပြန်ကြကနန်းရှိတယ်တို့ကိုရှစ်လေးဒီ9ကိုရှစ်ဝမ်းကြီးနဲ့ဒီကိုရှစ်လေးဆိုတော့ကနန်းကိုပဲကျွန်တော်ကတဲပြီးတော့ပြလိုက်တာပါတော့အဲ့လိုထွက်ပြရနေကျွန်တော်ဒီမှာလေးထိပ်ဘရိတ်လေးလို့ရိုက်တယ်သူရဲ့အောက်မှာဘရိတ်တဲလို့ရိုက်တယ်နော် သူကျွန်တော်တို့တွတ်ချတွတ်ဆယ်ရချက်ဆယ်ရတာမလို့ပေါအောင်နော်သူရဲ့အောင်မှာ6ရှစ်အတွင်းခွာရိုက်တယ်နော်6ရှစ်အတွင်းလို့ခွာရိုက်တယ်ဒီမှာ၄ထိပ်ပရိတ်လေးလို့ရိုက်တယ်၄ထိပ်ပရိတ်လေးလို့ရိုက်ပြီးတာနဲ့ကျွန်တော်တို့ကသူ့ရဲ့အောင်မှာဒါ break တဲ့ဆိုတော့ကဏ္ဍထွက်တယ်ပေါ့နော် ဒီမှာလေးထိတ်လို့ရတယ်သူရဲ့ဆောင်မှာ brake လေးလို့ရတယ်သူရဲ့အောက်မှာ brake တက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာတက်ရဲ့ပါဝါကို6ထိတ်ပေါ့နော်တက်ရဲ့နက်ခတ်ကို8 8ပိတ်လို့များသူကတော့ရိုက်နေသလားမသိဘူးပေါ့နော်ဒီမှာလည်းကျွန်တော်လေးထိတ် brake လေးလို့ရတယ်သူရဲ့အောက်မှာလည်းကျွန်တော်တို့ညီကိုတွဲနဲ့6ပါသောညီကိုတွဲနဲ့ဒါ brake တက်ဆိုတော့ကဏ္ဍထွက်သွားပြီပေါ့နော်သူရဲ့အောက်လေးမှာသူ့ရှိကအတိုင်းပဲ6 8အတွဲပြေးဦးမလားပေါ့နော်6 8အတွဲပြေးဦးမလား6 8အတွဲပြေးဦးမလားပေါ့နော်6 8အတွဲမှာပြေးဦးမယ်ဆိုရင်6ထိတ်8ပိတ်ပေါ့နော်ဒီမှာတော့6ထိတ်8ပိတ် ိတ်ဒါမှမဟုတ်6ထိတ်8ပိတ်ပေါ့နော်ဒါမှမဟုတ်လည်း6ရက်အတွဲလာပေါ့နော်သူကတော့ပြီးနေတာတော့ခါနှလုံးပေါင်းကိုခွန်းဒီမှာ6ထိတ်8ပိတ်ဘိုင်းသေးပေါ့နော်ဒီကျွန်တော်တို့ဒီမှာသူ့ရဲ့အပေါ်မှာတက်ပရိတ်ရှိတဲ့တက်ရဲ့ပါဝါကို6တက်ရဲ့နှက်ခတ်ကို8လုံးများပေးသလားပေါ့နော်ဒါမှမဟုတ်လည်းဒီမှာလေးထိပ်ပရိတ်လေးဖြစ်လို့ဒီမှာခွာလေးနဲ့6ရက်အတွဲကိုများပေးသလားပေါ့နော်ကျွန်တော်တို့လေးထိပ်ပရိတ်လေးလို့ရိုက်တယ် ဲ့လိုလက်ထိပ် brake လေးလို့ပေးတာနဲ့သူကလည်းဒီသူ့ရဲ့အောက်မှာ brake တက်လို့ရိုက်တယ်ပေါ့နော် brake တက်လို့ရိုက်ပြီးတာနဲ့ဒီလက်ထိပ် brake လေးကြောင့်ဒီမှာခွာလေးနဲ့ခွာလေးကိုကျွန်တော်တို့က6ရက်အတွင်းနဲ့ခွာလေးလို့ပေးသလားပေါ့နော်အဲ့လိုပြီးမယ်ဆိုရင်သူကခါလုံးမိုင်လေးတစ်လုံးလဲပါတယ်ပေါ့နော်ခါလုံးမိုင်လေးတစ်လုံးဆိုပြီးနဲ့သူကနှလုံးထည့်ရတယ်မှာပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ကခါနှလုံးပေါင်းကိုခွန်လို့ရိုက်တယ်ပေါ့နော်ခါနှလုံးပေါင်းကိုခွန်လို့ရိုက်တယ်ဒီနားလေးမှာကျွန်တော်မြင်လာဆိုရင်ခါနှလုံးပေါင်းကိုခွန်လို့ရိုက်မယ်ဆိုရင်တော့ ါ698ဆိုတော့ကဏ္ဍမျိုးသူကထွက်သွားတာပေါ့နော်ဒါမှမဟုတ်ခွာလေးလို့ယူမလားခွာလေးလို့ယူမလားခွာလေးလို့ယူမလား68အတွဲလို့ယူမလား68အတွဲလို့ယူမလား68အတွဲလို့ယူမလားပေါ့နော်ဒီမှာလည်းဒီကျွန်တော်တို့ခါးတွေကိုတပွင့်စီငဲသွားရင်တော့သူကဒီတိုင်းဆိုရင်တော့ခါးနှလုံးပေါင်းခွန်ခါးနှလုံးပေါင်းခွန်ခါးနှလုံးပေါင်းခွန်ပေးဦးမယ်ဆိုရင်တော့ ကိုးခါပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကဒီမှာ6ထိပ်8ပိတ်ကို2ခါနဲ့ရိုက်တယ်6ထိပ်8ပိတ်ကို1ခါနဲ့ရိုက်တယ်6ထိပ်8ပိတ်ကို3ညာခါနဲ့ရိုက်တယ်ဆိုရင်တော့ဒါ तू ကဒီမှာဆိုရင်တော့6ပရိတ်5ပရိတ်4ပရိတ်လိုပဲ तू ပြန်ပေးဦးမလားပေါ့နော်အဲ့တော့ဒီနှလုံးပေါင်းကိုခုံးနဲ့ရိုက်မယ်ဆိုတော့6 9 8ဆိုတော့ကနန်း तू ကဒါကျွန်တော်တို့ထွက်တော့တာပေါ့နော်ပရိတ်3နဲ့ဒါမှမဟုတ်ကျွန်တော်တို့ဒီကမှာခါက2 2ခါ တခါ3ညအခါဆိုရင်တော့6 3ည8ဆိုတဲ့ကဏ္ဍလေးဒါထွက်ပါရအောင်အဓိကတော့ကျွန်တော်တို့ဒီမှာခွာလေးကိုယူမလားပေါ့နော်6ရက်အတွဲလေးယူမလားကျွန်တော်ပြသလိုနှလုံးမောင်းခွန်ခဏလုံးမောင်းခွန်ခဏလုံးမောင်းခွန်လို့ယူမလားပေါ့နော်ဒါမှမဟုတ်လေဒီမှာကျွန်တော်တို့ဒီ6ရက်အတွဲနဲ့ break 6 6ရက်အတွဲနဲ့ break 5 6ရက်အတွဲနဲ့ break 4ဆိုရင်တော့6 5 4လို့ရိုက်အောင်မယ်ဆိုရင်တော့ ဒါကျွန်တော်တို့၃ညခါလို့ထည့်ရမှာပေါ့เนาะခွာလေးနဲ့ဒါ၃ညခါပေါ့เนาะအဲ့တော့ဒါ6 3ညရှိခဏလေးပေါ့เนาะ6 3ညရှိရဲ6 9ရှိရဲပြပေးလိုက်ပါเนาะဒါတော့ဒီ cycle မှာလိုသလိုကြီးပြီးတော့ဒါ၃မှာเนาะကျွန်တော်မွေးခွက်ကလေးလည်းရခဲ့ရတဲ့အတန်းပေါ့เนาะဒီမှာ9 3ည6 3ည5 6သူ့ရဲ့နောက်နေမှာ360ခါပြင်ကြပြင်ကြရင်ဘရိတ်ခွန်ရဲ့အောက်မှာကြာသူ့ရဲ့နောက်နေမှာ6ခွန်ရှိဆိုတော့ခဏ ဒါ6နောက်ပိတ်ရဲ့နောက်မှာထွက်တာပေါ့နော်ဒီမှာလဲကျွန်တော်650ကြားတယ်369လို့ကြားတယ်360ဆိုလဲကနေနှစ်ခါပြင်ရိုက်တယ်သူရိုက်ရင်ဗရိတ်ခွန်ရဲ့အောက်မှာပဲရိုက်တယ်သူရဲ့နောက်နဲ့မှာ68ခွန်ဆိုလဲကနေလိုက်ထွက်တယ်သူထွက်ရင်လဲ6နောက်ပိတ်ရဲ့အောက်မှာပဲထွက်6နောက်ပိတ်ရဲ့ဇောင်းလေးမှာထွက်တာပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ936ဆိုလဲကနေ650ဆိုလဲကနေကြားတယ် ဒီ363ဆိုပဲကနန်ပြန်ကြရိုက်တယ်သူရရင်ဗတိတ်ခွန်ရဲ့အောက်မှာပဲရိုက်တယ်သူရဲ့အောက်မှာသူရဲ့နောက်နဲ့မှာဒါ689ထွက်တော်တာပေါ့နော်6နောက်ပိတ်ရဲ့ဇောင်းမှာပဲ689ကနန်လေးထွက်တော်ပေါ့နော်ဒီ line လေးနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီနောက်လေးမှာဒါလေးထိပ်ဗတိတ်လေးရဲ့ဇောင်း လေးထိပ်ဘရိတ်လေးလို့ရတဲ့သူ့ရဲ့အောက်မှာဘရိတ်တက်ပေါ့နော်လေးထိပ်ဘရိတ်လေးလို့ရတဲ့သူ့ရဲ့အောက်မှာဘရိတ်တက်လေးထိပ်ဘရိတ်လေးလို့ရတဲ့သူ့ရဲ့အောက်မှာဘရိတ်တက်ပေါ့နော်အဲလေးထိပ်ဘရိတ်လေးဖြစ်လို့သူ့ရဲ့အောက်မှာဒီမှာခွာလေးခွာလေးဥမာ6ရှစ်အတွင်းနဲ့ခွာလေးလို့ရိုက်သလားပေါ့နော်လေးထိပ်ဘရိတ်လေးလို့ရတဲ့6ရှစ်အတွင်းနဲ့ခွာလေးလို့ရိုက်တယ်ပေါ့နော်ဒီမှာလေးထိပ်ဘရိတ်လေးလို့ရိုက်ပြီး6ရှစ်အတွင်းနဲ့ခွာလေးလို့ရိုက်မလားတခြားကနန်းနဲ့ခွာလေးလို့ရိုက်မလားပေါ့နော်ဒီမှာတော့ကျွန်တော်တို့နှစ်ခါ တခါတုံညာခါဘောနောပရိတ်အနေနဲ့ကြည့်မယ်ဆို6ပရိတ်5ပရိတ်4ပရိတ်လို့ပြီးမလားဒါမှမဟုတ်ခါနှလုံးပေါင်းခွန်ခါနှလုံးပေါင်းခွန်ခါနှလုံးပေါင်းခွန်လဲဆိုတော့6 9 8 6တုံညာ8ဆိုတော့ခဏလေးထွက်တာဘောနောဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများတို့ဒါမက်တာလေးဆောင်ဖြစ်ပြပေးလိုက်ပါနော်ဒီချိန်မှာကျွန်တော်တို့ဒုက္ခဒုက္ခတွေလည်းများနေကြတယ်ဘောနောအကြောင်းအပစင်လာရောက်ကုညီအပေးတယ်ကျွန်တော်ရဲ့ 3D မိတ်ဆွေတို့လည်းဒါအထူးပဲကျေးဇူးတင်ပါနော်ကျွန်တော်အနေနဲ့လည်းဒါရတဲ့ပညာကြီးလေးတွေဘောနော် ရတဲ့ပညာရကြီးလေးတွေကိုဒုက္ခရောက်နေတဲ့နေရာလေးတွေမှာသွားရောက်ပါဝင်ကူညီလှူဒါန်းနေတာလည်းရှိပါเนาะအဲ့တော့ကျွန်တော်တို့ 3D မိတ်ဆွေများ2025ခုနှစ်ချိန်မှာဒါ Cherry Suzuki မြောက်ပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်เนาะ